ဥဒိဏမင်းမှလည်းပဲမိဖုရား3ဦးရှိတယ်။သူ့အဆောင်နေနဲ့သူထားတယ်။သာမဝတိဆိုတာကတယောက်။ဝါသုလဓတ္တာဆိုတာကတယောက်။မာဂန္ဒီကတယောက်။မိဖုရား3ယောက်အဆောင်3ဆောင်နဲ့ထားတာ။အဲ့တော့တဆောင်ကနေတဆောင်ကူးသွားလို့လည်းရတာပေါ့။အဲ့တော့တရက်တော့မာဂန္ဒီမိဖုရားကသာမဝတိမိဖုရားတို့ပဲအဆောင်ကိုသွားတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘောဓမီပြေကြွလာပြီးတော့ဆုံးခံလာတဲ့အခါမှာ မိဖုရားတွေဆိုတာဘုရင်ရဲ့ခွင့်ပြုချက်မရှိရင်ပြင်မဲ့မှာထွက်လို့မမရဘူးမရတော့ဖုရားပူးရှင်တော့မလုပ်တော့ဆိုရင်တို့ရဲ့နန်းဆောင်ကနိုင်ရန်တွေကိုအပေါက်ဖောက်ပြီးတော့အဲ့ဒီကနေချောင်းကြည့်ကြတာတဲ့ဖုရားလာတဲ့အခါချောင်းပြီးတော့ဖူးကြတာပေါ့အဲ့ဒါမာဂဏီကနန်းဆောင်တွေလှည့်ကြည့်ရင်ကနေအပေါက်တွေမြင်တဲ့အခါကျမလုပ်ထားတော့လို့မေးတော့ကောသံဂီပြည်မြတ်စွာဘုရားကြွားလာတယ်ဖုရားပူးရှင်တို့ဒီကနေကြည့်တယ်ဆိုတော့သိသွားတယ်သိတဲ့အခါကျတော့တစ်ချိန်တုန်းကသူ့ကိုမှုချိုးမြစ်ချိုးပြောကြတဲ့ကိုတော်ဒီရောက်နေပြီပေါ့ ဲ့တော့ကလဲစားချိန်ပဲပေါ့ဒီလိုဖြစ်လာတာเนาะဘဝလမ်းကြောင်းတစ်ခုလွဲသွားတယ်အတွေးခွန်လွဲသွားတယ်ဆိုရင်အကုန်လုံးလွဲတော့တာပဲနောက်ကျသူ့ရဲ့ဘဝအဲ့ဒါလို့လို့တော့ तू ဘာတွေလုပ်တုံဆို तू မှားရွေးတဲ့အလုပ်တွေဆက်လုပ်နေတယ် तू ဘာတွေလုပ်တုံဆိုဘုရားကိုဒုက္ခပေးဖို့အတွက်လူတွေကိုမှားတယ်မှားပြီးတော့ဘုရားဆုံးခံကြွလာလို့ရှင်ဘုရားနဲ့တန်ခါတွေကိုဆဲခိုင်းတယ်ဟော तू လှုပ်တာချင်းဘုရားနဲ့တန်ခါတွေကိုဆဲ ဝိုင်းဆဲတာသွားလာပြီးပြောက်မြိုထဲဝင်ရင်ဘုန်းကြီးတွေအဆက်ခံနေရတယ်အဲ့လိုအဆက်ခံရတဲ့အခါရှင်အနန္ဒာကမြတ်စွာဘုရားကိုရှောက်တယ်ရှင်မြားဒီမျိုးကလူတွေကဒီလိုလိုဆဲတယ်တဲ့တမျိုးဒီပြင်မျိုးရွှေ့ကြရအောင်ဆိုမြတ်စွာဘုရားကအနန္ဒာတဲ့အဲ့ဒီမျိုးကဆဲရင်ဘယ်လိုလုပ်ဘူးလို့ဆိုနောက်တစ်မျိုးရွှေ့တာပေါ့ဗျာတဲ့ဒါခါအဲ့ဒီနောက်တစ်မျိုးကဆဲရင်တော့ဘယ်လိုလုပ်မလဲအဲ့ဒီကတော့လည်းထပ်ရွှေ့တာပေါ့ဗျာဆိုအဲ့လိုမလုပ်ရဘူးတဲ့ပြဿနာဆိုတာဒီနေရာဖြစ်ရင်ဒီနေရာငြိမ်းအောင်ပဲလုပ်ရမှာပေါ့ အဲ့တော့မြတ်စွာဘုရားကမပူနဲ့တဲ့ခொနရက်တဲ့ပူမဆဲနိုင်ဘူးပေါ့ကိုလန်းကိုသွားကိုလုတ်ပဲကိုလုတ်ပဲလို့မြတ်စွာဘုရားကသောတာမီပြည်မှာဒီလိုဆက်ပြီးတော့သတင်းသုံးတယ်ခொနရက်လောက်တော့ဆဲကြတယ်နောက်တော့ဒီဘက်ကတုံ့ပြန်မှုမရှိတဲ့အခါသူတို့ဘာလို့ငြိမ်သွားကြဆဲတဲ့လူကလည်းပြန်ဆဲမှသာအားရှိတာဟုတ်ပြန်မဆဲတော့တစ်ဖက်သက်ကြီးဆဲနေရတဲ့အခါကျတော့သွားရောနော်လက်လျှော့သွားကြတာဒါထုံးစံပဲပေါ့ အဲ့တော့ဒီလိုဆဲလွတ်တော့လဲဘယ်ကိုတော်ကမှထွက်မသွားဘူးဆက်ရှိနေတော့သူတို့မကျေနပ်ပြန်မာကဏီယမကျေနပ်ဘူးဒီနည်းနဲ့လုံးလို့တော့မဖြစ်ဘူးဆိုပြီးဒီမိမတွေဒီကောရမကိုသူတို့အားပေးနေတာသူတို့ဒုက္ခရောက်အောင်ငါလုပ်မယ်လို့ဆိုပြီးဘယင်းကြီးစီသွားသွားပြီးတော့တာမာဝတီတို့အပြင်ဘက်ကိုအပေါက်တွေဖောက်ပြီးတော့ချောင်းချိနေကြတယ်ပေါ့နော်ဖျားဖူးတယ်လို့မပြောဘူးချောင်းချိနေကြတယ်ဒီနေ့ကျတော့ဘယင်းကြီးကိုဒုက္ခပေးလိမ့်မယ်သူတို့ကအပြင်နဲ့ဆက်သွယ်နေရှိနေတယ်နန်းပြင်နဲ့ဆက်သွယ်နေတယ် ။ဘုရင်ကြီးမယုံရင်သွားကြည့်ဆိုဘုရင်ကြီးကတွေ့တယ်။သွားကြည့်တော့ပေါက်တွေတွေ့တယ်။ဟုတ်တယ်။မလုပ်ကြရတာလေ။မလုပ်ဒီပေါက်တွေဖောက်တာတော့ဆိုတော့ဖះကြောက်လာတယ်။ကြောက်လာတဲ့အခါသူတို့ဒီကနေပြီးတော့ဖူးကြပါတယ်လို့ဆိုတော့ဘုရင်ကြီးကဘာမှမပြောဘူးတဲ့။ကောင်းပြီအပေါက်ကျဲကျဲဖောက်ပေးမယ်ဆိုပြီးတော့နန်းတော်မှာပရင်ပေါက်တွေဖောက်ပေးသွားတယ်။အဲ့တော့သူတို့အာရပါရပရင်ပေါက်ကနေထွက်ပြီးတော့ဖျားဖူးလို့ရသွား။မာဂဏီကသူလှုပ်တာမဖြစ်ဘူး။မဖြစ်တဲ့ခါဒေါသပူချီးလာ ိုကြီးလာတဲ့အခါကျတော့မလုပ်တုံးဆိုရင်သာမဝတီတို့ဘက်ကမြားဥလှဲ့လိုက်တယ်နော်ပြစ်မှတ်ကအဲ့ဒီရောက်သွားတဲ့ဖះကိုဆဲတာဘာမှမရတဲ့အခါကျတော့သာမဝတီတို့ဒုက္ခရောက်ဖို့ရအတွက်သူကြံ့တယ်နောက်ဆုံးမှဘာလုပ်လဲလို့ဆိုတဲ့အခါဘယင်ကြီးအထင်လွဲအောင်လုပ်တယ်သူဥလေးကိုလှမ်းပြီးတော့ကျက်အသေးရှိခောင်းကျက်အရှင်ရှိခောင်းသူကစိတ်ကူးနဲ့ဒီလိုကလိန်ကြတဲ့လူတွေကလည်းစိတ်ကူးညာကူးတော့အမှန်ကောင်းတယ်တဲ့နော် ကလိန်ကြကြတော့သူများဒုက္ခပေးဖို့ချက်ကိုအရှင်ရှိကောင်ဖန်ခဲ့ပါအသေးရှိကောင်နဲ့ယူခဲ့ပါဆိုပြီးတော့ဘယင်းဆိုတာတစ်ခါတခါဒီဝိုင်းနဲ့အရက်တောက်လေးရှိတာဘယင်းကြီးအရက်မူးလာအရက်တောက်တဲ့အချိန်မှာသူကမလုပ်တော့ဆိုရှင်မင်းကြီးတဲ့ဒီအချိန်မှာကြက်ကြော်လေးရရင်မကောင်းဘူးလားဟာကောင်းတာပေါ့ဘုရားရမယ်ငါကြက်ကြော်အရှင်ပြေတာပေါ့အရက်နဲ့မြည်လို့ကောင်းတယ်ဆိုဒါဖြင့်သူကြက်သားကိုမှားလိုက်မယ်ပေါ့ မှားလိုက်ပြီးတော့ဖြက်အသေးအသေးရှစ်ကောင်အရှင်ရှစ်ကောင်ကိုယူလာတယ်ယူလာပြီးတော့ဒီအရှင်ရှစ်ကောင်ဘု து ချက်ခိုင်းမလဲဘု து ကြော်ခိုင်းမလဲဆိုတော့အော်တာမာဝတီတို့အဆောင်ကမိန်းမတွေအားနေသူတို့ပဲခိုင်းဆိုတော့အဲ့ဒီမှာဘယင်ကြီးကသွားပြီးခိုင်းခိုင်းလိုက်ခိုင်းလိုက်တော့တာမာဝတီတို့ကအရှင်နေဆိုတော့ဟဲ့မလုံရဲဘူးတို့ကသူများအသက်မတတ်ဘူးပေါ့ချက်မပေးနိုင်ဘူးပေါ့ဘယင်ကြီးတွေဒီကြက်တွေအရှင်ကြီးတွေဆိုတော့မလုံနိုင်ဘူးလို့ညင်းလိုက်တယ် အဲ့တော့ကြည့်သူတို့ကလုံမပေးဘူးတဲ့ဘယင်ကြီးအတွက်လဲဘယင်ခိုင်းတာလုံမပေးဘူးကြည့်ယဟန်ဂေါရမကိုလှူဖို့ဆိုပြီးတော့ချက်ခိုင်းမယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့သူကအရှင်နဲ့အသေးတွေကိုရုတ်တရက်လဲပြီးတော့ရသော်ပြာချက်ကပ်ဖို့ဆိုပြီးတော့အသေးတွေပို့လိုက်တဲ့အခါကျတော့ဟိုကအသေးကြတော့ချက်ပေးမယ်ဆိုပြီးတော့ဖြစ်သွားအဲ့ဒီမှာကြည့်ယဟန်ဂေါရမအတွက်ကျတော့ချက်ပေးတယ်ဘယင်ကြီးကျတော့ချက်မပေးဘူးလို့ခုံတိုက်ပြန်အတော်ကြောက်เสียကောင်းတယ်နော် မဟုတ်တာတွေလောက်တာမုံတီးမှုလေးတခုကိုတောင်းပြုတ်ပြီးတော့ဒီလိုလောက်တာအဲ့တော့ဘယင်းကြီးကတော့သီးခံနေတယ်ဘာမှမပြောတာမောဒီတော့ပေါ့အပြစ်မတင်ဘာလို့လဲဆိုသူ့ပုံမှာကောင်းတာဟိုငကုံတော့ကလည်းကောင်းခဲ့တာခုမှတော့ဒီလိုမလောက်လောက်ဘူးလို့သူကသိဘယင်းကြီးကအပြစ်မတင်ဘူးခေါင်းတိုက်လို့မရတော့နောက်ထပ်ဘာလို့ပြန်လို့ဆိုဘယင်းကြီးကအမြဲကင်တဲ့ဆောင်းတစ်ခုရှိတယ်အဲ့ဒီဆောင်းကဟတ်တိကန္တာလို့ခေါ်တယ်သူက ဆင်ချစ်တဲ့မန္တန်ကိုရွတ်ပြီးတော့အဲ့ဒီစောင်းတီးလိုက်လို့ရှင်တောဆင်ရိုင်းနေကလိုက်ပြီးကြော့စရာမလိုဘူးတဲ့။နော်တောဆင်ရိုင်းနေကအဲ့ဒီမန္တန်ကိုရွတ်လိုက်တာစောင်းတီးလိုက်တာနဲ့တပြိုင်တည်းတောဆင်ရိုင်းနေကဒီအတန်ကြားတာနဲ့ရောက်လာတယ်။ဒါထူးဆန်းတယ်။အိန္ဒိယနိုင်ငံမှာကြည့်မွေရီလာအောင်ပလွေမုတ်တာနဲ့နော် မွေရီဟာရောက်လာတာ။အဲ့ဒါတော့မြင်ရတယ်။ဆင်တော့မမြင်ဘူးဘူးနော်။မွေရီကတော့တခါလဲ ကလားကဘလူမှုတ်လိုက်တာနဲ့တပြိုင်တည်းမွေးတွေအရှူအရှူတော့တဲ့ကကြားတဲ့အကောင်တွေအကုန်လုံးရောက်လာကြတယ်။မွေဖမ်းတဲ့ဟာတော့ရှိတယ်။အဲ့တော့ဆင်ဖမ်းတာလည်းအဲ့လိုပဲ။သူကမန္တန်ရွတ်ပြီးတော့အဲ့ဒီစောင်းတီးလိုက်တာနဲ့စောင်းတန်ကြားတာနဲ့တော့တဲ့ကဆင်နေရဝင်းလာကြတာ။ပြေးလာကြတာ။အဲ့ဒီလိုဟဋ္ဌိကန္တာစောင်းကြီးကိုအမြဲတမ်းဘဲသွားသွားဘယင်ကြီးကယူးယူးသွားနေရှိတယ်။သာမဝတိအဆောင်သွားမယ်ဆိုတာသိတဲ့နေ့ကြတဲ့အခါကျဘာလောက်ထားတော့ဆိုအဲ့ဒီစောင်းမှာအပေါက်တစ်ပေါက်ရှိတယ်။ အဲ့ဒီအပေါက်ထဲကိုသူ့ဦးလေးစီလှမ်းမာတယ်အစိတ်တွေပါတွေဖယ်ထားတဲ့အစွဲတွေပါတွေချိုးထားတဲ့မြွေပွေးတကောင်မဟုတ်တကောင်ကိုလှမ်းမာလိုက်မှာပြီးတော့အဲ့ဆောင်တဲ့ကိုအဲ့ဒီမြွေဟောက်ကိုထည့်ထားမသိမသာသူကပန်းနဲ့အပေါက်ကိုဆို့ထားဆို့ထားပြီးတော့ရှင်မင်းကြီးပဲသွားမှလဲဆိုဒီနေ့သာမဝတီတို့ဆောင်သွားမယ်ဆိုရင်မသွားပါနဲ့ညာကအိမ်မက်ဆိုးတွေသူမက်တယ်ပေါ့ဘုရင်ကြီးဒုက္ခရောက်လိမ့်မယ်လို့ဆိုဘုရင်ကြီးကမယုံဘူးသွားမယ်ဆိုသွား